မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့ပေကနဲ့နှလုံးယူတဲ့နေ့ကိုတွေ့နေတဲ့ကွာအချင်းပြပြသွားမှာဖြစ်ပါတယ်တတိယ gap တစ်ချက်ပေါ့နော်ကျွန်တော်တို့ဒီမှာဆိုရင်2023နှစ်ဥကာနေ့စပြီးတော့ပြန်ပြသွားမှာဖြစ်ပါတယ်ပေါ့နော်လုံးပိုင်းအားနဲ့ယူတဲ့နေ့ဖြစ်ပါတယ်โอเคအရင်ဆုံးအနေနဲ့ဒုချပြသွားတဲ့အပင်ကြီးတွေကိုကျွန်တော်အရင်ဆုံးလေ့လာကြအောင်ပေါ့နော် အဲ့မှာတစ်ရှိပယ်ထားတာဖြစ်ပါတယ်။ခြားပြီးတော့တာကငားလေးလေးဖြစ်ပါတယ်ခင်ဗျာ။တစ်ရှိပယ်တာငားလေးလေးပေါ့နော်။နောက်ထပ်တစ်ပယ်မှာကတော့ကျွန်တော်ရှင်းငားကိုပယ်ထားတာဖြစ်ပါတယ်။ခြားပြီးတော့တာကအကိုခွန်ကိုဖြစ်ပါတယ်ခင်ဗျာ။တစ်ရှိကိုပယ်တာဆိုရင်ဒီခြားပြီးတော့တာက၃၆၃ဖြစ်ပါတယ်။နောက်ထပ်တစ်ပယ်မှာခွန်၃ညခွန်ကိုပယ်တာဆိုရင်၃၉၅ခြားပြီးသွားတယ်ပေါ့နော်။ ခွန်ရဲ့၄ရဲ့ပေးတာဖြစ်ပါတယ်6တုံများသုံးချပေးသွားခဲ့တာဖြစ်ပါတယ်ဗောနောနောက်ထပ်တစ်ပြင်မှာလည်းခွန်၄ပေးတာဖြစ်ပါတယ်6နဲ့6ချပေးသွားတာဖြစ်ပါတယ်နောက်ထပ်တစ်ပြင်မှာတော့6နဲ့6နဲ့ဒီနှလုံးကိုပေးတာဖြစ်တယ်ဗောနောချပေးသွားတာက၄ရှိသည်ဖြစ်ပါတယ်နောက်ထပ်တစ်ပြင်မှာခွန်၄ကိုပေးတာဖြစ်ပါတယ်ချပေးသွားတာက9 6ရှစ်ချပေးသွားတာဖြစ်ပါတယ်ခင်ဗျာ၃ည9ကိုပေးတာဖြစ်ပါတယ်ဗောနော 116ချပြပေးသွားတာဖြစ်ပါတယ်။နောက်ထပ်တစ်ပင်မှာတော့ခွန်လေးကိုပေးတာဖြစ်ပါတယ်။693များဖြစ်ပါတယ်။နောက်ထပ်တစ်ပင်မှာတုံညခုနှစ်ကိုထပ်ပြီးပေးတာဖြစ်ပါတယ်။993ချပြသွားတာဖြစ်ပါတယ်ခင်ဗျာ။96နဲ့ကိုပေးတာဖြစ်ပါတယ်။93ညလေးချပြသွားတယ်ပါနော်။ခွန်လေးလုံးပိန်အားနေတာဖြစ်ပါတယ်။93ညသုံးချပြသွားခဲ့တာဖြစ်ပါတယ်။ ည9လုံးပိုင်အားနေတဲ့အချိန်မှာသူချပေးတော့တာက336ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ပြည်မှာ9နဲ့6နဲ့အဲ့ဒီလုံးပိုင်နှလုံးအားနေတယ်ပေါ့နော်တည9ချပေးတော့ခေတာဖြစ်ပါတယ်9လုံးပိုင်နဲ့1လုံးပိုင်အဲ့ဒီကနန်းနှလုံးအားနေတယ်ပေါ့နော်669ချပေးတော့တာဖြစ်ပါတယ်လေနဲ့တင်းနဲ့အဲ့ဒီလုံးပိန်နှလုံးအားနေတာဖြစ်ပါတယ်6 3 6ချပေးသွားခဲ့တယ်ပေါ့နော် တင်းနေရှင်နဲ့ပေတာ66နှစ်ချပေးသွားတာဖြစ်ပါတယ်ရှောင်းရှောင်းနေပြီးတော့ကျွန်တော်ရှောင်းရှောင်းကားတပင်ကိုထပ်ပြီးလေလာကြအောင်ပါနော်အဲ့ဒီရှောင်းရှောင်းကားရှာပေးသွားခဲ့တဲ့တပင်ပါဆိုရင်တုံညာခွန်လုံးပိန်အားနေတာဖြစ်ပါလေပါနော်တုံညာခွန်နဲ့လုံးပိန်အားနေတာရှောင်းရှောင်းကားဖြစ်ပါတယ် နောက်တစ်ပင်မှာ၃တုံများအဲ့ဒီလုံးပိန်နှလုံးအားနေတာဖြစ်ပါတယ်၉လျှောက်နဲ့ရှားပေးသွားခဲ့တာဖြစ်ပါတယ်နင်းနဲ့၉နဲ့ပေတာတုံညာလေးလေးရှားပေးသွားတယ်ပေါ့နော်ရှောင်းနဲ့၃နဲ့ကိုပေတာနင်းနဲ့တစ်ရှားပေးသွားတာဖြစ်ပါတယ်နောက်တစ်ပင်မှာနင်းနဲ့၉နဲ့အဲ့ဒီကနန်းနှလုံးပေတာဆိုရင်ရှစ်လေးတုံရှားပေးသွားတယ်ပေါ့နော်တုံညာ၇ကိုပေတာ၈၆တုံရှားပေးသွားတယ် နောက်ထပ်တစ်ပြေမှာလေးနဲ့တင်းနဲ့ကိုပေးတာနှစ်တုံညာကိုရှာပေးသွားတယ်ဗောနော်နောက်တစ်ခုရှောင်းနဲ့သုံးနဲ့ကိုပေးတာခွန်ခွန်ကိုရှာပေးသွားတာဖြစ်ပါတယ်တင်းနဲ့ရှစ်နဲ့အဲ့ဒီကနန်းနှလုံးကိုပေးတာခွန်တုံညာတုံညာရှာပေးသွားတာဖြစ်ပါတယ်ရှစ်ငါအဲ့ဒီလုံးပိုင်အားနေတယ်ဗောနော်သုံးခွန်ခွန်ရှာပေးသွားတာဖြစ်ပါတယ်6ရက်3ရက်အဲ့ဒီလုံးပိန်နှလုံးအားနေတယ်ဗောနော်8 9လေးရှားပြီးသွားတာဖြစ်ပါတယ် တောင်ညာခွန်လုံးပိုင်အားနေနေမှာဖြစ်ပါတယ်963ချပေးသွားတယ်ဗောနော963ပြီးတော့နေကိုအားနေတယ်68ခွန်ချပေးသွားတယ်နေနေခွန်တပြေမှာ63ကို ပေးတာဖြစ်ပါတယ်ဗောနော388တပြေမှာတော့9ရက်2ရက်ပေးထားတာဖြစ်ပါတယ်9နှစ်ပေးတာ388ချပေးသွားတယ်ဗောနော okay အခုလောလောဆယ်တော့ဒီမှာပြီးခဲ့တဲ့2024 တခုလုံးပေါ့နော်တနည်းလုံးလုံးဝပြည့်ပင်မရှိသေးဘူးပေါ့နော်ဒီ2020နဲ့5ရှစ်ကျင်အထိတော့ပြည့်ပင်မရှိသေးဘူးခင်ဗျာโอเคကျွန်တော်သူရဲ့သွေးနည်းကို လေ့လာကြအောင်ပေါ့နော်ဒီနှစ်3ညာ9တပင်ကနေခွန်ခွန်9တပင်ကို ရှင်းပြပေးတော်မှာဖြစ်ပါတယ်လုံးပိုင်အားနည်းယူတဲ့နည်းဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်သူရဲ့သွေးနည်းကဒီခုနှစ်ကို3ကျင်ပေါင်းတာဖြစ်ပါတယ်ပေါ့နော်ခွန်3 23 တိတ်ကိုဒီနိနာချိန်ပေါင်း၄ဆိုတဲ့အတွက်တိလေးပေါင်းရှင်း၅ဖြစ်ပါတယ်၅6လီက30ပါနော်63လီ78 78ကိုဒီအနောက်က96ပေါင်း73 3နဲ့နှစ်ပေါင်း5 5နဲ့ဒီဒီမှာ၅ပါနော်ခုနှစ်နဲ့ချိန်ပေါင်း74ဆိုတော့ကျွန်တော်တို့၄၄ပေါင်း8 8နဲ့5ပေါင်းရှင်း73ရတာဖြစ်ပါတယ်ဒါဆိုရင်ဒီ၃လုံးထပ်ပေါင်းမယ်ပေါ့နော်9နဲ့8ပေါင်း73 3နဲ့3ပေါင်း ရှင်းချောင်းရတဲ့အတွက်ကြောင့်မို့ကျွန်တော်အဲ့ဒီမှာ6ကို9နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်6ခုပေါင်းရှင်း73ဆိုတဲ့အတွက်6နဲ့3နဲ့လုံးပိန်အားနဲ့အဖြစ်ယူမှာဖြစ်ပါတယ်ရှားပြီးတော့တာက99ဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်တစ်ပြင်မှာဒီအရှိဆုံးက3နဲ့မြောက်ပြရမှာဖြစ်ပါတယ်ဗောနော်ဒီမှာ3နဲ့မြောက်ဖို့ကြံသွားခဲ့တယ်ဗောနော်တရားကြောင့်မို့ကျွန်တော်ဒီမှာ correction နဲ့ထပ်ပြီးဖြတ်ထားတာဖြစ်ပါတယ်၄၈၁ ဆိုတော့ကိုခွန်ရနေ့ရပေါင်းရှင်ကိုဒီမှာဆိုရင်၄3ချိန်ဆိုတော့စနစ်ကိုနဲ့နေ့ပေါင်း7တစ်ခွန်ပေါင်းရှင်ရှိဆိုတဲ့အတွက်အဲ့မှာတစ်ရှင်းလုံးပိုင်အားနေတာခွန်တော်များတော်များချပေးသွားတာဖြစ်ပါတယ်935ခုနှစ်နဲ့ကြာ14ဆိုတော့94ပေါင်9ပေါ့နော်96လေက30 3တလီ3ဖြစ်မယ်ပေါ့နော်3နဲ့တီ6နဲ့ပေါင်းရှင်းလဲ9ဖြစ်ပါတယ် 9နာချိန်30ရှောင်းနဲ့၄ပေါင်း30ဆိုတဲ့အတွက်အဲဒီမှာ9 9ပေါင်း18ဆိုတဲ့အတွက်ချက်ခွန်ပေါင်း55 55လုံးပိုင်းအားနေရပါဖြစ်ပါတယ်3ခွန်ခွန်ရှားပေးသွားတယ်ပေါ့နော်3နာချိန်6 8 24 24ဆိုတဲ့အတွက်6နဲ့၄30 5 60ပေါ့နော်3တလီ3ဖြစ်ပါတယ်3နဲ့ခွန်ပေါင်းရှင်းလဲ30ဖြစ်မယ်ပေါ့နော်နိနိနဲ့၄ပေါင်းရှင်း6ဖြစ်ပါတယ်တုံများတုံများ6ဆိုတော့6ခွန်ပေါင်း73 63လုံးပိုင်းအားနေတာ ရှစ်ကိုလဲရှာပေးသွားတာဖြစ်ပါတယ်။အဲ့မှာရှစ်က5ချိန်40ပေါ့နော်5ချောင်းလီ30ဖြစ်ပါတယ်။3 3လီ9 7 1ပေါင်း9ဆိုတော့9 9ပေါင်း18ဖြစ်ပါတယ်။ချောင်းနဲ့လေးပေါင်း30ရှောင်းနဲ့ကျင်း7နှစ်ရှင်းနဲ့နှစ်ပေါင်း30ဆိုတဲ့အတွက်တုံညာခွန်လုံးပိုင်အားနေတာဖြစ်ပါတယ်5ချောင်း3ချပေးသွားတယ်ပေါ့နော်9နှစ်ကျင်း30ခွန်3နှစ်27ချောင်း3နှစ်28တိရှိပေါင်းရှင်9ဖြစ်ပါတယ် နေ36 6ရက်နေ့ပေါင်းရှင်းဖြစ်ပါတယ်။နောက်တစ်ခုဒီ8840နေ့နေ3ပေါင်း5ဆိုတဲ့အတွက်895ပေါင်း73 39ပေါင်း72ရာမှာဖြစ်ပါတယ်။နေ9ပေါင်း9 29လုံးပိုင်အပေမှာဖြစ်ပါတယ်။ရှောက်ရှိခွန်ချပြီးသွားတာဖြစ်တယ်ခင်ဗျာ။နိကုပေရာ669ချပေးသွားတယ်ဗောနော် ။ Okay ကျွန်တော်တို့နောက်ထပ်ဒီ68ခွန်တပင်ဟာနေအပေါ်အယူတဲ့နေတဲ့မဲ့ဆက်ပြီးလေတာကြောင့်65 30 63 28 63 28ကိုရှင်းနေပေါင်းတာ16ဒီ6နဲ့၄ပေါင်း30 6နဲ့ကျင်းပေါင်း12ပေါ့နော်7နဲ့4ပေါင်း30 6တလုံးကျန်နေအတွက်အဲ့ဒီ6ကိုခုနဲ့ပေါင်း73 63 3ပိုင်းအားနေတာဖြစ်ပါတယ်နိနိခွန်ချပေးသွားတာဖြစ်ပါတယ်ခင်ဗျာ ရှောင်းနဲ့တုံးနဲ့ပေတာနိနစ်ခွန်ချပြီးသွားတယ်ဗောနော်နောက်ထပ်တစ်ပြင်အဲ့ဒီမှာနိက9ကြိမ်ဖြစ်သွားမယ်ဗောနော်နိ9လီ30 6လျှောက်လီ48ရှိပဲရည်မယ်93လီ55ခွန်လေးက73ဆိုတော့9နဲ့တပေါင်းရှင်6ဒီခွန်နဲ့၄ပေါင်း73 6တဲ့ခွန်ခွန်85ဆိုတဲ့အတွက်9ခွန်ထပ်ပေါင်းတော့စနေရတဲ့အတွက်9နှစ်လုံးပိန်အားနေတာဖြစ်ပါတယ်တော့ရှိရှိရှားပေးသွားခဲ့တယ်ဗောနော် 9နှစ်ပေတာ3ရှိရှိရှားပြီးသွားတာဖြစ်ပါတယ်ဒီ9ကြိမ်အတွက်ကတော့ကျွန်တော်ဒီတနည်းအရာပါနော်ဒီ3နှစ်ကြိမ်ပေါင်းရှင်း6နင်း3လီ6ဆိုတော့6နှစ်6ပေါင်းစနစ်3ဒလီ3ခွန်ပေါင်း10 6တလုံးကြံနေ6နှစ်4နှစ်က10နှစ်နှစ်ကြိမ်4 6နှစ်4ပေါင်း10နှစ်တလုံးကြံနေအတွက်ကျွန်တော်နှစ်ကိုခုနှစ်ပေါင်းရင်6ဆိုတဲ့အတွက်တနည်းအရနှစ်6လုံးပိုင်းအားနေတယ်ဖြစ်ပါတယ်ပေါ့နော် 63မှာ009ဒီမှာဗောနော63ပေတာ009တိရှိပေတာ03ည3ညဒီမှာဗောနော65ပေတာ300ဒီမှာဗောနော65ပေတာ300 63ပေတာ69လေ63ပေတာ69လေ3ည9မှာ963 3ည9963 2968ခွန်ဒီမှာ2968ခွန်ပြီးတော့63 2နှစ်ခွန်ဗောနော63 2နှစ်ခွန်9 2378 ဒီမှာ9နှစ်3ရှစ်ဒီ9ချိန်မှာတော့အတွင်းအရာနေနဲ့9နဲ့လုံးပိန်အားနေတာလို့ဆိုလို့ရှင်ဖြစ်ပါတယ်ဗောနော်โอเคကျွန်တော်တို့ကိုထိတ်စီလဲပုံတူရှိတယ်ဗောနော်ဒါကြောင့်မို့အဲ့ဒီမှာတော့ကျွန်တော်နေနဲ့9နဲ့လုံးပိန်အားနေတာတွေ့နေရတယ်ဗောနော်ဒါကြောင့်မို့ကျွန်တော်မိုက်ဆွေများချင်းချင်းအသုံးပြုလို့ရအောင်ရှိရွယ်ပြီးတော့သင်ပြပြရှင်းဖြစ်ပါတယ်၈ချိန်မှာ9တုံများ6ပေတာပေါ့နော်9ချိန်မှာ8လေး3ညရယခုကတော့2ကို ပေထားတာဖြစ်ပါတယ်ပေါ့နော်ဒါအတွက်ဒီအရာ လုံးပိုင်အားနည်းဖြစ်ပါတယ်ဆက်ပေးနိုင်တယ်လို့ဖောက်လဲဖောက်တဲ့အတွက်ကြောင့်မို့ကြည့်ရှုတဲ့အခါမှာကျေးဇူးပြုပြီးမိတ်ဆွေဆုံးဖြတ်ချက်ကိုဒါလင်းအတည်ပြုပါဘောနော်နောက်ဆိုရင်ကျွန်တော်ကြံနေတာကတည်တလုံးကြံမယ်နေကပါတယ်၃၄ပါပြီသား၅၆9ပေါ့နော်တက်၃၅၆9ဒီ၅လုံးကျန်နေပေါ့နော်အဲ့ဒီ၅လုံးထဲကကျွန်တော်၃လုံးချပြီးတော့မလားဆိုတာလေးကတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ပေါ့နော် โอเค20အရာပေါ့နော်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းကြည့်ရှုအားပေးခဲ့ကြတဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်